မင်္ဂလာပါဒီနေ့ကြက်တောင်ပံလေးတွေကိုပြင်းတော်သိရွယ်လေးနဲ့ရောပြီးတော့မှမှုမွေးကျွတ်ကျွတ်လေးဖြစ်အောင်ကြော်မှဖြစ်ပါတယ်ကြက်တောင်ပံကိုတော့အရသာအတွက်ကိုကြက်သားမုတ်တစ်မျိုးတည်းနဲ့နေမယ်ကြက်သားမုတ်ထဲမယ်ပြီးရင်စနုံးမုတ်ထဲမယ်ကြက်သားမုတ်ထဲမှာကတော့ချိုရာကောငန်နာကောမွေးတာရောပါပြီးသားဖြစ်ပါတယ်တေချာဆုတ်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 ပြီးတော့အသားတွေကိုအရသာဝင်အောင်နေမယ် ပြီးရင်တော့တဏ္ဍာရီလောက်ထားလိုက်မယ်အဲ့ဒါမှပဲအရသာပိုရှိပြီးမှအဲစားလို့ကောင်းတဲ့ကြက်တော်လေးရမှာဖြစ်ပါတယ်ခင်ဗျာကြက်သားမဟုတ်ပဲဖြစ်ဝက်သားမဟုတ်ပဲဖြစ်ဖြစ်ကြော်လော်ပုတ်ကင်ပြုံးတဲ့အကုတ်သုံးပြုလို့ရတယ်ပြီးရင်ဟိုနဲ့တွဲဖက်ပြီးတော့မှဆယ်မွန်အယိုးလေးကိုလည်းချက်မှာဖြစ်ပါတယ်ကြက်သားစကြော်ပြီးကြော်ဖို့အတွက်အသုံးပြုတာကတော့ရွှေအိုမြေပဲစီတန်းလေးကိုအသုံးပြုထားပါတယ်ဒီစီကားတော့တိုင်းပရမကြက်ကိုတစ်ခါကြော်ပြီးသားဖြစ်ပါဒါဒုတိယအကြိမ်ကြော်ခြင်းဖြစ်ပါတယ်ခင်ဗျာကြက်သွန်ဖြူတပြားရိုက်ထားလေးပါတစ်ခါလေးထည့်လိုက်မယ်ပြီးတော့ကြက်သားလေးကို အကျက်ညီအောင်ပေါ့နော်ဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်လှန်မေးပါဖြစ်ပါတယ်ခင်ဗျာချက်သားလေးကျွတ်စာပြုလာရင်ပြင်းတော်သိရွယ်လေးထည့်လိုက်မယ်ပြင်းတော်သိရွယ်ထည့်ပြီးဆိုလို့ရှိရင်စီပေါက်တတ်ပါတယ်သတိထားပြီးထည့်ပါပြင်းတော်ပဲဆက်ကြော်မယ်ဆက်ကြော်ပြီးချက်သားလေးလည်းရဲလာပြီးပြင်းတော်သိရွယ်လေးလည်းကျွတ်လာပြီးမှုေးလာပြီးဆိုလို့ရှိရင်တော့ဦးနိုင်နေလေးကြော်ပြပေးတယ်ချက်တောက်မှပြင်းတော်သိရွယ်မှုမှုကျွတ်ကျွတ်လေးပြီးတော့ပါပြီခင်ဗျာ ပြီးရင်ဆယ်မွန်ကယူလေးဆက်ချက်မယ်ရွှေအုံမြေပဲစီတန်လေးထည့်မယ်ထည့်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နေငရုတ်သီးစိမ့်တောင်ငရုတ်သီးစိမ့်အမှုတ်နနမင်းအယိုးပြီးလို့ရှိရင်စနွှဲမုတ်တစ်ခါထည့်ပြီးရောပြီးစီတတ်မှာဖြစ်ပါတယ်ခရဲညင်သီးလေးပါမှာဖြစ်ပါတယ်ခင်ဗျာစီတတ်တာလေးမွေးလာပြီဆိုလို့ရှိရင်တော့ငံပြိုင်လေးအနေငယ်ထည့်ပါမယ် ငံပြာရည်နဲ့လေးလည်းမွေးလာပြီဆိုလို့ရှိရင်ဆယ်မွန်ကအယိုးလေးထည့်လိုက်မယ်ရသာအတွက်ကိုတော့စားရဟွန်ဒက်ရှိ၅မုတ်လေးရဲ့အထက်မှာဖြစ်ပါတယ် အာလုံးနှံ့ဆက်အောင်မှွေပြီးသွားပြီဆိုလို့ရှိရင်တော့ရေတော့မဟုတ်ရင်နွေးလေးထည့်လိုက်မယ်အဖုံးလေးအုပ်ပြီးစချက်ထားလိုက်ပါမယ်အချိန်ရတာအတွက်ကိုတော့မကြီးနှစ်လေးထည့်လိုက်မယ် ေဟင်းလေးကတော့ကြက်ကြော်နဲ့တွဲစားမှဖြစ်တဲ့အတွက်ကြောင့်မို့အရာသာလေးကိုအချိန်ရသာလေးပိုကဲအောင်ထည့်ထားခြင်းဖြစ်ပါတယ်။အရာသာတွေအားလုံး OKB ဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့နံနံမိန်လေးအုပ်လိုက်မှဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့အုပ်နယ်ဒီနေချက်ပြတဲ့ဆယ်မွန်ကောင်းခင်းကျင်သည့်အချိန်ဟင်းလေးရဲ့ကြက်တာပန်ပြင်းတော်သိမ်းရတော်လေးရပြီးတော့ပါပြီခင်ဗျာ။